ခန်းကြီး၁၆အငယ်၁မှ၆အာဗျံဤမယားစာရဲ၌တားဖွာခြင်းမရှိသဖြင့်အဲဂုတုပြည်သူ ဟာဂရအမိရှိသောဂျွန်မတယောက်ရှိသည်ဖြစ်၍စာရဲက အကျွန်ုပ်အားတားဖွာရသောအခွင့်ကိုဒါဝရဖျားပေးတော်မူမူအကျွန်ုပ်၏ဂျွန်မထံသို့ဝင်ပါလောသူအားဖြင့်အကျွန်ုပ်သည်တိဆောက်ခြင်းရှိကောင်းရှိပါလိမ့်မည်ဟု အာဗျံအားပြောဆို၍အာဗျံသည်စာရဲ၏စကားကိုနားထောင်လေ၏ ထိုသို့အာပြန်ဒီခန္ဓာပြည်၌ဆယ်နှစ်နေပြီးမှအာပြန်ဤမယစာရဲသည်မိမိဂျုံမှအေဂရုပြည်သူဟာဂရတ်ကိုယူ၍မိမိခင်မွန်းအာပြန်သိမ့်ပိုက်စေဖို့အနှင်းလေ၏အာပြန်ဒီလည်းဟာဂရတ်ထံသို့ဝင်၍ဟာဂရတ်ဒီပရိသရေဆွဲလေ၏ဟာဂရတ်ဒီမိမိတွင် ပရိသရေဆွဲနေကြောင်းကိုသိရင်မိမိတခင်မကို မထီမဲ့မြင်ပြုလေ၏စာရဲကလည်းအကျွန်ုပ်ခံရသောအဖြစ်သည် ကိုရောခေါင်းပေါ်၌တည်ရှိပါစေအကျွန်ုပ်၏ကြုံမကိုကိုရောရင်ခွေ၌အကျွန်ုပ်အနှင်းပါပြီသူသည်ကို၌ပရိသေဆွဲနေကြောင်းကိုသိလျင်အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါသည်တကားသာဝရဖျားသည်အကျွန်ုပ်နှင့်ကိုရောအမှုကို စီရင်တော်မူပါစေတော်ဟု အာပြန်အားဆိုလေ၏အာပြန်ကလည်းတင်းကြုံမသည်တင်း၏လက်၌ရှိသူ၌ပြုရင်သာမြတ်ပြုပါလောဟု စာရဲအားပြန်ပြောလျင် စာရဲသည် ကျွမကိုညင်းဆဲသဖြင့်ကျွမသည်တခင်မထံမှထွက်ပြေးလေ၏အငယ်ခုနှစ်မှ16ဒါဝရဖျားဤကောင်းဝင်တမန်သည်ရှုရမျိုးသို့တွားရာတောလန်း၌ရှိသောစမ်းရည်တွင်နားမှဟာဂရကိုတွေ့လျင်ဆာရဲကျွမဟာဂရအဘေကလာသည်အဘေရတ်သို့တွားမည်နည်းဟုမေးသောကျွမသည်တခင်မဆာရဲထံမှ ပြေးလာပါသည်ဟုဆိုလေ၏ဒါဝရဖျားဤကောင်းဝင်တမန်ကလည်းတင်းဤတခေမထံသို့ပြန်၍သူဤအုပ်ဆိုးခြင်းကိုခံလောက်ဟုအမိန့်ရှိ၏တပန်းဒါဝရဖျားဤကောင်းဝင်တမန်ကတင်းဤအမျိုးအနွယ်ကိုမရေတွက်နိုင်အောင်ငါအလွန်များပြားစေမည်ဟု၍၎င်းတင်းသည်ကိုဝန်ဆောင်သည်ဖြစ်၍သားယောက်ျားကို ဖွားမြင်လိမ့်မည်ထိုသားကိုဣရှမေလအမိဖြင့်မှဲ့ရမည်အကြောင်းမူကားဒါဝရဖျားသည် သင်ဤဆင်းရဲဒုက္ခကိုကြားသိတော်မူပြီးသူသည်လူရင်းဖြစ်လိမ့်မည်လူအပေါင်းတို့ကိုယံဘက်ပြုလိမ့်မည်သူကိုလည်းလူအပေါင်းတို့သည်ယံဘက်ပြုကြလိမ့်မည်မိမိရေကိုအပေါင်းတို့ဤအပား၌နေရလိမ့်မည်ဟု၍၎င်းမွဲ့ဆိုလေ၏ထို့သောမိမွဲ့တော်မူသောသာရဖျားကိုအာတောဧလာယောဟုသောအမည်ဖြင့်ခေါ်ဝေါ်၍ငါကိုမြင်တော်မူသောသူကိုဤရက်၌ပင် ငါဖူးမြင်ရသည်တကားဟုဟာဂရဆိုလေ၏ထိုအကြောင်းကိုအစွဲပြု၍ထိုရည်တွင်းကိုဘီရလဟေယောဟုသမုတ်လေ၏ကာရီရှမြို့နှင့်ဘီရက်မြို့ဤစက်ချမ်းမှရှိသည်ထိုနောက်ဟာဂရသည် အာပြန်အားာကိုဖွမ်း၏အာပြန်လဲဟာဂရတွင်မြင်သောတားကိုဣရှမေလအမည်ဖြင့်မှဲ့လေ၏အာပြန်သည်တားဣရှမေလကိုဟာဂရဖွမ်းမြင်သောအခါအသက် 86နှစ်ရှိသည်အကညစ်ကုနေအငယ်တမရှိထိုနောင်အာပြန်ဒီအသက်96နှစ်ရှိသောအခါသာရဖျားဒီအာပြန်အားထင်ရှားတော်မူ၍ငါဒီအနန္တတကုရှင်ဘုရားသခင်ဖြစ်၏ ငါရှိမှသွာလာ၍စုံလင်ခြင်းရှိလောငါ၏ပြိဉ္ဉ်ကိုတင်နှင့်ငါပြုမိတင့်ကိုငါအလွန်များပြားစေမိဟုမိန်တော်မူ၏အာပြန်သည်လဲပြတ်ဝတ်လျင်ဘုရားသခင်ကငါပြုသောပြိဉ္ဉ်သည်တင်၌ရှိ၏တင်သည်လူမျိုးအများတို့အဖဖြစ်လိမ့်မည်နောက်တပံတင်၏အမိကိုအာပြန်ဟုမခေါ်ရတင်၏အမိကိုအာပြန်ဟန်ဟု ခေါ်ရ၏အကြောင်းမူကားငါသည်တင့်ကိုများစွာသောလူအမျိုးတို့၏အဖအရာ၌ခန့်ထားပြီးငါသည်တင့်ကိုအလွန်ပွားများစေမည်တင့်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်တင့်၏အမျိုးအနွယ်၌လည်းရှင်မြင်ဖြစ်ကြလိမ့်မည်ငါသည်တင့်၏ဖျားတင့်နောက်၌တင့်အမျိုးအနွယ်၏ဖျားဖြစ်မည်ဟုတင်နှင့်တင့်၏အမျိုးအနွယ်အစဉ်အဆက်တို့၌ငါပရိညင်ကိုသာဝရပရိညင် ဖြစ်စေမည်တင်းဒီယခုအဲ့တဲ့ဖြစ်၍နေသောပြည်သည်ဟုသော ခန္ဓာပြည်တလျှောက်လုံးကိုတင့်အား၎င်းတင့်နောက်၌တင်းအမျိုးနွယ်အား၎င်း အစဉ်အမြဲအပိုင်ပေးမည်သူတို့၏ဖျားလဲငါဖြစ်မည်ဟု မိမ့်မွဲ့တော်မူ၏အငယ်ကုမ74တဖန်ဖျားသခင်ကတို့ဖြစ်၍တင်းနှင့်တကွတင့်နောက်၌တင်းအမျိုးနွယ်အစဉ်အဆက်တို့သည် ငါဤဗြိဉ္ဉ်ကိုစောင့်ရှောက်ရကြမည်။တင်နှင့်တကွာတင့်နောက်၌တင်ဤအမျိုးနွယ်သည်ငါရှေ့မှစောင့်ရှောက်ရသောငါဤဗြိဉ္ဉ်ဟုမူကားတင်တို့တွင်တားရောက်ကြတဲ့အေပြားသီးမင်္ဂလာကိုခံရမည်။အေပြားသီးမင်္ဂလာသည်ငါနှင့်တင်တို့ပြုသောဗြိဉ္ဉ်ဤလက္ခဏာတက်ပြီဖြစ်ရလိမ့်မည်။တင်တို့အမျိုးအစဉ်အဆက်တို့၌တားရောက်ကြတိုင်းကိုအိမ်၌ဖွာတော်သူဖြစ်စေကိုအမျိုးမဟုတ် တပန်းမျိုးသား၌ငွေနှင့်ဝယ်တော်သူ ဖြစ်စီအသက်ရှိရမြောက်လင်အေးပြားစီမင်္ဂလာကိုခံရမည်ကိုအိမ်၌ဖွာတော်သူကိုငွေနှင့်ဝယ်တော်သူအေးပြားလီမင်္ဂလာကိုခံရမည်ငါပရိညင်သည်လဲတင်တို့၏အသား၌သာဝရပရိညင်ဖြစ်လိမ့်မည်အေးပြားမလီအေးပြားလီမင်္ဂလာကိုမခံသောတားယောက်ျားများကိုသူ၏အမျိုးမှ ပယ်ရှင်းရ၏ထိုသူသည်ငါပရိညင်ကိုဖျက်လိပြီဟု အာဗြဟံအားမိန့်တော်မူ၏အငယ်15မှ22တပန်းပြာတခင်ကတင်းမယားစာရဲကိုမူကားစာရဲဟုသောအမည်ဖြင့်မခေါ်ရစာရာဟုသောအမည်ဖြင့်ခေါ်ရ၏သူကိုငါကောင်းချီးပေး၍သူအားဖြင့်လည်းတင့်အားသားကိုပေးမိအကယ်စင်စစ် သူကိုကောင်းချီးပေး၍ သူသည်လူအမျိုးမျိုးဖြစ်လိမ့်မည်သူ၏အမျိုးနွယ်၌လည်းအပြည့်ပြည့်သော ရှင်မင်းဖြစ်ရကြလိမ့်မည်ဟု အာဗြဟံအားမိန့်တော်မူ၏ထိုအခါအာဗြဟံသည် ပြတ်ဝတ်လျက်အသက်တရာရှိသောသူသည်သားကိုရလိမ့်မည်လောအသက်90ရှိသောဆာရာသည်သားကို ဖွားလိမ့်မည်လောဟုရည်လျက်စိတ်နှလုံးထဲမှ အောင်းမေ့ပြီးလျှင်ဣရှမေလသည်ရှေ့တော်၌အသက် ရှင်ပါစေသောဟုဘုရားသခင်ကိုလျှောက်တော်ခါ ရားသခင်ကတင်ဤမယာစာရာဒီတင်အားသားကိုဖွာလိမ့်မည်ထိုသားကိုဤဆက်အမိဖြင့်မှဲ့ရမည်သူ၌၎င်းသူနောက်မှ သူဤအမျိုးအနွယ်၌၎င်းငါဤပရိညင်ကိုထာဝရပရိညင်ဖြစ်စေမည်ဣရှမေလအမှု၌ကတင်းစကားကိုငါနားထောင်၏သူကိုငါကောင်းရှိပေ၏သူအနွယ်ကိုတိုးပွားစေပြီးသူကိုအလွန်များပြားစေမည် ူသည်မင်းသား၁၂ပါးတို့၏အဖဖြစ်လိမ့်မည်ကြီးသောလူမျိုးဖြစ်စေခြင်းငါလဲငါပြုမည်သို့တော်လည်းနောက်နှစ်ချင်းချက်သောအချိန်တွင် စာရသည်တင်အားဖွာလက်တန့်သောသားဤဆက်၌ငါ၏ပရိညင်ကိုငါတီးစေမည်ဟု မိန်တော်မူပြီးလျှင်မိမွဲ့တော်မူသံညီ၍ဘုရားသခင်သည်အာဗြဟံထံမှတက်ကြွတော်မူ၏အငယ်၂၃မှ၂၈ အာဘင်ဟန်ဒီလေတာအိရှမေလမဆာယီကိုအိနိုင်ဖွာသောသူအပေါင်းကိုငွေနှင့်ဝယ်သောသူအပေါင်းဒီဟုသော အာဘင်ဟန်အိနှင့်ဆိုင်သောယောက်ျားအပေါင်းတို့ကိုယူ၍ဘုရားသခင်မိန်တော်မူသည့်အတိုင်းတနေ့ချင်းတွင်အေဘရာသီးမင်္ဂလာကိုပေးလေ၏အာဘင်ဟန်ဒီကိုရအေဘရာသီးမင်္ဂလာကိုခံသောအခါအသက်69နှစ်ရှိ၏ ပန်းဣရှမေလသည်အေပြားလိမင်္ဂလာကိုခံသောအခါအသက်33နှစ်ရှိ၏တနည်းချင်းတွင်အာဗြဟံနှင့်ပန်းဣရှမေလသည်အေပြားလိမင်္ဂလာကိုခံလေ၏သူ၏အိမ်၌ဖွာသောသူတပါးမျိုးသား၌သူ၏ငွေနှင့်ဝယ်သောသူ သူ၏အိမ်နှင့်ဆိုင်သောယောက်ျားအပေါင်းတို့သည် သူနှင့်အတူအေပြားလိမင်္ဂလာကိုခံကြလေ၏ အခန်းကြီး၈အငယ်၁မှ၅ကာရဖျားဒီမန်ရီတပိတ်တော်နာမှာအာဗြဟံအားထင်ရှားတော်မူသည့်အကြောင်းရာဟုမူကားနေပူသောအချိန်တွင်အာဗြဟံသည်တဲတကားဝ၌ထိုင်လျက်မျှော်ကြည့်၍မိမိရှေ့မှ လူသုံးယောက်ရပ်နေကြသည်ကိုမြင်သောအခါခရီးဥโจပြုခြင်းကတဲတကားဝမှပြေး၍မြေသို့ဥညွတ်ချလျက် အကျွန်ုပ်သခင်ရှေ့တော်၌အကျွန်ုပ်သည် မျက်နာရလျင်ကိုရော့ကြုံမှလွန်၍မတော်ပါနှင့်ရေအနှဲငယ်ကို ယူခဲ့ပြရစေခြေကိုဆေးပြီးလျင်တစ်ပင်အောက်၌ကျောင်းနေကြပါလော မုံအနှဲငယ်ကိုလည်းယူခဲ့ပါမည်အမောအပန်းပြေသောအခါတွားကြပါလော ထို့သောသောခြေဆုတော်ကိုခံစေခြင်းငှာကိုရော့ကြုံရှိရသော ရောက်ပါပြီဟုဆို၏ထိုသူတို့ကလည်းပြောသည့်အတိုင်းပြုပါလောဟုဆိုကြ၏အာဗျဟံသည်လည်းတဲအတွင်း၌ရှိသော စာရာစီတို့ အလင်းမြန်ဝင်ပြီးလျှင်ဂျုံမုံညက်၃ဆလဲကိုအတော့ပြင်၍နေပါပံမုတ်ကိုလှုပ်ပါဟု ဆိုလေ၏တဖန်နွားစုတို့ပြေး၍နှုတ်ထွားကောင်းမွန်သောနွားတငယ်ကို ယူခဲ့၍ လူလင်၌အတဖြင်မြ мян ပြင်းစင်စေ၏ထိုနောက်နို့နှင့်နို့တန်းကို၎င်းပြင်းစင်သော နွားတငယ်ကို၎င်းယူ၍ထိုသူတို့ရှေ့၌ထည့်ပြီးလျှင်တစ်ပင်အောက်သူတို့အနားမှယက်နေ၍သူတို့သည်စားကြ၏ပြီးသောအခါတင်ဤမယားစာရာသည်အဘယ်မှရှိသနည်းဟု မေးကြလျှင်တဲအတွင်း၌ရှိပါသည်ဟု ပြန်ပြော၏ ထိုသူတို့တွင်တပါးကလည်းဖွားချိန်စေသောအခါငါသည်တင့်စီတို့ဆက်ဆက်ပြန်လာအုံးမည်ထိုအခါတင်ဤမယားစာရာသည်သားကိုရလိမ့်မည်ဟု ပြောဆို၏ထိုတို့ဆိုသောသူဤနောက်၌တကားဝနာမှာစာရာရှိသောကြောင့်ထိုစကားကိုကြား၏ထိုအခါအာဗျံဟန်နှင့်စာရာသည်အသက်အရွယ်ကြီးရင့်လှပြီးစာရာသည် မိမတို့၌ ဥဒုရောက်မြဲရှိသည့်အတိုင် မရောက်ပြီထို့ကြောင့်စာရာကငါလဲဥပြီငါသခင်လဲဥပြီတို့ဖြစ်ပြီငါဒီပျော်မွေ့ခြင်းရှိလိမ့်ပြီလောဟုဆိုလျက်တိတ်ဆိတ်စွာရဲလိမ့်ဤမယားစာရာကအကယ်၍ငါဒီဥပြီမှသားကိုဖွာလိမ့်ပြီလောဟုဆိုလျက်အပေကြောင့်ရဲသည်နီသာရဖျားမတတ်နိုင်သောအမှုတစုံတစ်ခုရှိသလိုချင်းချက်သော ွားချိန်ဆသောအခါတင့်စီတို့ငါပြန်လာ၍စာရာဒီသားကိုရလိမ့်မည်ဟုသာဝရဖျားသည်အာပြန်ဟံအားမိန့်တော်မူ၏စာရာကလည်းကျွမမရေပါဟုကြောက်၍ညင်းလေ၏မဟုတ်ဘူးတင်ရေပြီဟုမိန့်တော်မူ၏အငယ်၁၆မှ22ထိုလူတို့သည်ထိုရက်ကထား၍တောတုံမြို့သို့မျက်နှာပြုလျက်သွားကြ၏ အာဗြဟံဒီလေသူတို့ကိုပို့ခြင်းဟာလိုက်လေ။ဒါဝရဖျားကလည်းငါပြုမိအမှုကိုအာဗြဟံအားမဖော်မပြပဲဝှက်ထားရမည်လော။အာဗြဟံဒီကြီးမြတ်၍တကိုးနှင့်ပြည့်စုံသောလူမျိုးဖြစ်လေမည်။လူမျိုးအပေါင်းတို့သည်သူ့အားဖြင့်ကောင်းချီးမင်္ဂလာကိုခံရကြလေမည်။အကြောင်းမူကားသူသည်မိမိနောက်၌ဖြစ်သောသားများအိမ်သူများတို့အားပြည့်ညံ့မိအရာကို ငါတိသူတို့သည်လည်းသာရဖျားဤတရားလမ်းသို့လိုက်၍ဟုတ်မှန်ဖြောက်မှန်စွာကျင့်ကြလိမ့်မည်တို့ဖြစ်၍ဂရိတော်ရှိသည့်အတိုင်းသာရဖျားသည်အာဗျံဟန်၌ပြုအပ်သောအခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏တပန်သာရဖျားကတောတုံမျိုးဂေါမရမျိုး၌ကြွေးကြော်သောအတန်သည်ကြီး၍အလွန်အပြည့်လေးသောကြောင့်ယခုငါတော်၍ငါရှိသူရောက်ခဲ့ပြီးသော ွေးကြော်ခြင်းရှိတဲ့အတိုင်သူတို့သည်အမှန်ပြုသည်မပြုသည်ကိုငါကြည့်ရှုမည်မပြုလျင်မပြုကြောင်းကိုငါတိမိဟု မိန့်တော်မူ၏ထိုသူတို့သည်ထိုရက်မှ မျက်နှာလှဲ့၍တောတုံမြို့သို့သွားကြ၏အာဗြဟံမူကားသာရဖျားရှိတော်၌ရက်နေလျက်ရှိသေး၏အငယ်၂၃မှ၂၈ထိုအခါအာဗြဟံချင်းကပ်၍ ကိုယ်တော်သည်ဖြောင့်မတ်သောသူတို့ကိုမတရားသောသူတို့နှင့်တကွဖျက်ဆီးတော်မူမည်လောထိုမျိုးတွင် ဖြောင့်မတ်သောသူ90ရှိလျင်ဖျက်ဆီးတော်မူမည်လောဖြောင့်မတ်သောသူ90ပါသောမြို့ကိုသူတို့အတွက်မနှမျောဘဲဖျက်ဆီးတော်မူမည်လောထိုတို့ပြု၍ဖြောင့်မတ်သောသူတို့ကိုမတရားသောသူတို့နှင့်တကွကွမျက်ချင်းအမှုသည်ကိုရောနှင့်ဝေးပါစေတည်းဖြောင့်မတ်သောသူတို့ကိုမတရားသောသူတို့ကဲ့သို့ ခံစေသောအမှုသည် ကိုရောနှင့်ဝေးပါစေတည်းမြေကြီးလုံးကိုစီရင်တော်မူသောသခင်သည်တရားသဖြင့်ပြုတော်မူမည်မဟုတ်လောဟုလျှောက်ဆို၏သာရဖျားကလည်းတောတို့မြို့၌ဖြုတ်မှတ်တော်သူ90ကိုငါတွေ့လျင်သူတို့အတွက် ထိုအရက်လုံးကိုငါနှမျောမည်ဟုမိန်တော်မူ၏တပံအာဗြဟံကအကျွန်ုပ်သည် မြေမှုနှင့်ပြာသက်သက်ဖြစ်တော်လဲဖျားရှင်ကိုယခုလျှောက်မည်ဟု အားထုတ်ပါ၏ ဖြောင့်မတ်တော်သူ90တို့တွင်9ရောက်မပြည့်လင်ထို9ရောက်မပြည့်သောအတွက်ကြောင့်ထိုမျိုးလုံးကိုဖျက်ဆီးတော်မူမည်လို့ဟုမေးလျှောက်ပြန်တော် ထိုမျိုး၌45ရောက်ကိုငါတွေ့လင်ငါမဖျက်ဆီးဟု မိန့်တော်မူ၏အငယ်29မှ33တပံတုံထိုမျိုး၌40ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟုလျှောက်ဆိုပြန်လင် ထို40အတွက်ငါမပြုတ်ပဲနေမည်ဟုမိန့်တော်မူ၏တဖန်တုံအိုဖျားရှင်စိတ်ရှိတော်မမူပါနှင့် အကျွန်ုပ်လျှောက်ပြရစေထိုမြို့၌30ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟုလျှောက်ဆိုပြန်လင် ထိုမြို့၌30ကိုငါတွေ့လင်ငါမပြုတ်ဟု မိန့်တော်မူ၏တဖန်တုံ အကျွန်ုပ်သည်သာရဖျားကိုယခုလျှောက်မည်ဟု အားထုတ်ပါ၏ထိုမြို့၌20ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟုရှောက်ဆိုပြန်လျှင်20အတွက်ငါမဖြစ်စည်းပဲနေမည်ဟု မိန်တော်မူ၏။အိုးဖျားရှင်စိတ်ရှိတော်မူမူပါနှင့်ဒီတစ်ချိန်အကျွန်ုပ်ရှောက်ပြရစေ။သူမျိုး၌တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု ရှောက်ဆိုပြန်လျှင်တဆယ်အတွက်ငါမဖြစ်စည်းပဲနေမည်ဟု မိန်တော်မူ၏။သာဝရဖျားသည်အာဗျဟံနှင့်နှုတ်ဆက်ခြင်းအမှုကုံရှင်ပြီးမှ

လောထသည်မြို့တကားဝ၌ထိုင်လျက်သူတို့ကိုမြင်လျင်ခရီးဥချိုပြုခြင်းကထ၍မြေ၌ဥညွတ်ချလျက်အကျွန်ုပ်သခင်တို့ကိုတော်တို့ကျွန်ဤအိမ်တို့ဝင်၍တညလုံးနေကြပါခြေကိုဆေးကြပါနည်းနည်းစောစောထ၍ကြွသွားကြပါလို့ဟုဆိုလေ၏ကောင်းမြတ်မန်တို့ကငါတို့ဒီမဝင်တညလုံးလမ်း၌နေတော့မည်ဟု ဆိုတော်လေကြက်ကြက်တွေးဆောင်သောကြောင့် တဖန်လောတနေရာသို့လှည့်၍သူ၏အိမ်သို့ဝင်ကြ၏လောတလည်းသူတို့အဖို့ပွဲလို့၍တဆေးမပါသော မုန်ကို ပေါင်းပြီးမှ သူတို့သည် စားကြ၏အငယ်လေးမှစတဲ့ထိုသူတို့သည်မအိမ်မီတောတို့မြို့သားယောက်ျားအကြီးအငယ်အရရကလာသော သူအပေါင်းတို့သည်အိမ်ကိုဝိုင်း၍လောတကိုဟစ်ခေါ်လျက် ယနေ့ညမှာတင်းအိမ်တို့ဝင်သောလူတို့သည်အပေမှာရှိသည်။ထိုသူတို့နှင့်ငါတို့သည်ဆက်ဆံလူသည်ဖြစ်၍ငါတို့ထံသို့ထွက်စေလောဟုဆိုကြ၏။လောတာသည်လည်းတကားပြင်မှသူတို့ထံသို့ထွက်၍မိမိနောက်၌တကားကိုပိတ်ပြီးလင်ညီကိုတို့အာရမအမှုကိုဤမြတ်လောက်မပြုကြပါနှင့်အကျွန်ုပ်၌ယောက်ျားနှင့်မဆက်ဆံသောသမီးနှစ်ယောက် ရှိပါ၏။ ူတို့ကိုတင်တို့ထံတို့ထုတ်ရသောအခွင့်ကိုပေးကြပါလော့သူတို့၌ပြုကျင်သမျှပြုကြပါလော့ဤလူတို့၌အလင်းမပြုကြပါနှင့်အကြောင်းမူကားသူတို့သည်အကျွန်ုပ်အိမ်မိုးအရေးကို ခိုးနေပါ၏ဟုတောင်းမှန်တော်လေသူတို့ကဆုတ်လော့ဟုဆိုကြ၏တဖန်ကတင်သည်တဲခိုခြင်းငါသာရောက်လာသည်နှင့်တရားသူကြီးလောက်ရမည်လောယခုမှထိုသူတို့၌ပြုသည်ထက် တင်၌တာ၍သိုးသောအမှုကို ပြုမိဟုဆိုလျက်လောတကိုကြက်ကြက်ဖိ၍တကားကိုလည်းပောက်ခွဲချိုးဖဲ့ခြင်းကချင်းလာကြ၏ထိုအခါကောင်းငေတမန်တို့သည် လက်ကိုဆန့်၍လောတကိုမိမိတို့နေရာအိမ်အတွင်းသို့ဆွဲသွင်းပြီးစဉ်တကားကိုပိတ်ကြ၏အိမ်တကားနာမှာရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းကဒဏ်ခတ်သဖြင့်သူတို့သည်တကားကိုရှာ၍ ပင်မှန်းခြင်းသို့ရောက်ကြ၏အငယ်၁၂မှ၁ကောင်းကင်တမန်တို့ကလည်းဤအရ၌တင်နှင့်ဆိုင်သောသူရှိသေးသလိုသာသမီသမက်မြို့ထဲမှာတင်၌ရှိသည်မြကိုဤအရကထုတ်ဆောင်လောဤအရကိုငါတို့သည်ဖျက်ဆီးရမည်အကြောင်းမူကားအရသားတို့သည်သာဝရဖျားရှိတော်မှာအလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍ဖျက်ဆီးစေခြင်းက ဒါဝရဖျားသည်ငါတို့ကိုဆ ెల ွတ်တော်မူပြီးဟု လောတာအားပြောဆိုကြ၏လောတာထွက်၍တမီးနှင့် ဆုံဖက်တော်သူမိမိတမက်တို့အားထကြဤရက်မှထွက်သွားကြဤမြို့ကိုဒါဝရဖျားဖြစ်စည်းတော်မူမည်ဟု ဆိုတော်လေကြည်စားဟန်ရှိသည်ဟုတမက်တို့သည်ထင်ကြ၏အငယ်15မှ16မိုးတောက်သောအခါကောင်းကင်တမန်တို့သည် လောတာကိုဆော်လျက် တင်ဒီထ၍ဤရက်၌ရှိသောမယားနှင့်သမီးနှစ်ယောက်တို့ကိုဖြူသွားလော့သို့မဟုတ်မြို့ဤအပြစ်၌ဆုံးခြင်းတို့ ရောက်လိမ့်မည်ဟု ဆိုတော်လေသူဒီဖြစ်နှွဲသောအခါသာဝရဖျားတနာတော်မူသောကြောင့်ကောင်းကင်တမန်တို့သည်သူနှင့်သူဤမယားသူဤသမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍မြို့ပြင်သို့ထုတ်ဆောင်ကြ၏အငယ်၁၉မှ၂၆ ပြင်သို့ရောက်သောအခါတင်းဒီအသက်ချမ်းသာရခြင်းကပြေလောနောက်သို့လှည့်၍မကြည့်နှင့်မြည်ညီသောအရ၌အလင်းမနေနှင့်တောင်ပေါ်သို့ပြေလောသို့မဟုတ်ဆုံးလိမ့်မည်ဟုဆိုလေ၏လောတကလည်းအကျွန်ုပ်သခင် ထိုသို့မဆိုပါနှင့်ယခုမှကိုရော့ကျွန်သည်ရှေ့တော်၌မျက်နှာရပါပြီအကျွန်ုပ်အသက်ချမ်းသာစေသဖြင့်အကျွန်ုပ်၌ပြုတော်မူသောကုဏာကျေးဇူးများပြားလှပါ၏ ဘေးလွတ်၍တောင်ပေါ်တို့မပြေးနိုင်ပါဘေးတစုံတစ်ခုတွေ့၍တေမီကိုစိုးရင်ပါ၏ချိပါ ထိုမျိုးဤပါ၏ပြေးတာပါ၏ငယ်သောမျိုးလည်းဖြစ်ပါ၏ဘေးလွတ်၍ထိုရက်တို့ပြေးပြရစေ ထိုမျိုးသည်ငယ်သောမျိုးမဟုတ်လောတို့ပြေးလင်အသက်ချမ်းသာရပါမည်ဟုလျှောက်ဆို၏ထိုသူကလည်းချိပါဤအမှုရာ၌လည်း တင်ဤစကားကိုငါနားထောင်စေခြင်းကထိုမျိုးအတွက်တောင်းပန်သောကြောင့်ငါမဖြစ်စီဘေးလွတ်ခြင်းကထိုမျိုးတို့အလင်းမြန်ပြေလော့ထိုမျိုးတို့မရောက်မီငါသည်အဘဲအမှုကိုမျှမပြုနိုင်ဟုဆိုလေ၏ထိုကြောင့်ထိုမျိုးကိုဇောရမျိုးဟုတမုတ်ကြ၏လောတသည်ဇောရမျိုးတို့ဝင်သောအခါမြေကြီးပေါ်မှနေထွက်ခြင်းဖြစ်သည်ထိုအခါ ထာဝရဘုရားသည်ကောင်းကင်ထက်အထံတော်မှပေါ်လိုမျိုးနှင့်ဂေါမောရမျိုးအပေါ်သို့ကဲ့နှင့်မိမိုးကို ရွာစေတော်မူ၏ထိုမျိုးတို့ကို၎င်းဂျိုင်းအရက်တလျှောက်လုံးကို၎င်းမြို့သားအပေါင်းတို့ကို၎င်း မြေ၌ပေါက်သမျှကို၎င်းမှောက်လဲတော်မူ၏လောတိုက်ဤမယားမူကားနောက်သို့လှက်ရှိ၍စားတိုင်ဖြစ်လေ၏အငယ်၂၉မှ 38နနဲ့စောစောအာပြဟန်ဒီထ၍ထာဝရဘုရားရှိသော၌ယက်နေသောအယက်တို့တွားပြီးလင်သောတို့မျိုးနှင့်ဂေါမောရမျိုးမှစသောဂျိုင်းအယက်တလျှောက်လုံးကိုကြည့်ရှု၍မိဖို့၌အခိုးကဲ့သို့တပီလုံးအခိုးတက်တီကို မြင်နေ၏ထိုတို့ဘုရားသခင်သည်ဂျိုင်းထဲမှရှိသော မျိုးတို့ကိုဖျက်ဆီးသောအခါအာဗြဟံကို အောင်းမေတော်မူ၏လောတနေသော မျိုးတို့ကို မှောက်လဲသောအခါမှောက်လဲရာခြေကလောတကိုလွတ်လိုက်တော်မူ၏လောတသည်ဇောရမျိုးမှထွက်၍တမီးနှောက်တဲ့တကွတောင်ပေါ်မှနေ၏ဇောရမျိုး၌မနေဝွင့်၍တမီးနှောက်တဲ့တကွဥမင်၌နေ၏တမီးအကြီးကငါတို့အဖအိုပြီးမြေကြီးသားအပေါင်းတို့ဤဘာသာတိုင်းငါတို့ထံသို့ဝင်ရသောယောက်ျားတယောက်မျှမြေပေါ်မှာမရှိလာကြ ငါတို့အဖကို စပြည့်တိုက်ကြဆိုငါတို့အဖ၏အမျိုးအနွယ်ကိုစောင့်မ၍သူနှင့်အိတ်ကြဆိုဟုညီမကို ပြောဆို၏ထိုနေ့ညမှာသူတို့သည်အဖကို စပြည့်တိုက်ပြီးလျှင်တမိကြီးသည်ဝင်၍အဖနှင့်အိတ်လေ၏သူအိတ်ချောင်းကို၎င်းထချောင်းကို၎င်းအဖမတိလက်ဖြံနေတွင်အကြီးကလည်းမနေ့ညမှာငါသည်အဖနှင့်အိတ်လေပြီယနေ့ညတဖန် သူကိုစပြည့်တိုက်ကြဆိုတင်းဒီဝင်၍အဖအီအမျိုးနွယ်ကိုစောင့်မခြင်းဟာသူနှင့်အိတ်လော့ဟုညီမကို ပြောဆို၏ထိုနေ့ညနေလေသူတို့သည်အဖကိုစပြည့်တိုက်ပြီးလျှင်အငယ်ဒီဝင်၍အဖနှင့်အိတ်လေ၏အိတ်ကြောင့်ကို၎င်းထားကြောင့်ကို၎င်းအဖမတိထိုတို့လောတိုက်၏တမိနှောက်တို့သည်မိမိအဖအားဖြင့်ပရိတ်တရေဆွေးနေ၏တမိကြီးသည်သားကိုဖွား၍ မောဘအမိဖြင့်မှဲ့လေ၏ထိုသူသည်ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏အဖဖြစ်သည်တမိအငယ်သည်လည်းတားကိုဖွား၍ဗေနေမိအမိဖြင့်မှဲ့လေ၏ထိုသူသည်ယနေ့တိုင်အောင်ရှိသော အာမုံအမျိုးသားတို့၏အဖဖြစ်သည် ခန်းကြီး20အငယ်1မှ5တပံအာဗြဟံဒီတောင်ပြည်သို့ခရီးသွားသည်ဖြင့်ကာဒေရှမြို့နှင့် ရှုရမြို့ဆက်ချမ်းမှနေ၍ဂေရာမြို့၌တဲခို၏ထိုအခါမိမိမယားဆာရာသည်မိမိနှမဖြစ်သည်ဟု သူတစ်ပါးတို့အားအာဗြဟံဆိုသောကြောင့်ဂေယာမင်းကြီးအဘိမလက်သည်မိမိလူကိုဆင်းလို့၍ဆာရာကိုယူစေ၏။ညအချိန်တွင အိမ်မက်အဖျင်းဘုရားသခင်သည်အဘိမလက်စီတို့ကြွလာ၍တင်းသည်လူသည်ဖြစ်၏အကြောင်းမူကားတင်းယူသောမိမသည်သူ့မယားဖြစ်၏ဟုမိန်တော်မူ၏အဘိမလက်သည်ထိုမိမနှင့်မပေါင်းဖော်သေးသည်ဖြစ်၍"အိုဘုရားရှင်ဖြောင့်မတ်သောလူမျိုးကိုကွမျက်တော်မူမည်လော။သူသည်ငါနမဖြစ်၏ဟုအကျွန်ုပ်အားယောက်ျားဆိုသည်မဟုတ်ပါလော။သူသည်ငါမောင်ဖြစ်၏ဟု" မိမလည်းဆိုသည်မဟုတ်ပါလောဖြောက်မှတ်သောသဘောရှိ၍တန်ရှင်းသောလက်နှင့်ဤအမှုကို အကျွန်ုပ်ပြုပါပြီဟုပြောဆို၏အငယ်၆မှ၈ထိုအိမ်မက်၌ဖျားခင်ကလည်းမှန်ပေ၏တင်ဒီဖြောက်မှတ်သောသဘောနှင့်ပြုသည်ကိုငါသိ၏တင်ဒီငါကိုမပြစ်မှားစေခြင်းကတင့်ကိုငါစည်းတားပြီးတို့ဖြစ်၍ ထိုမိမနှင့်ပေါင်းဖော်ရသော အခွင့်ကိုငါမပေးယခုမှသူ၏မယားကို သူ့အားပြန်ပေးလော့သူသည်ပရောဖက်ဖြစ်၏တဲ့အဖို့ဆူတောင်းလင်တင်သည်အသက်ချမ်းသာရလိမ့်မည်ပြန်၍မပေးဘဲနေလျင်တင်မဆ၍တင်နှင့်ဆိုင်သော သူအပေါင်းတို့သည်ဧကံမှန်တေမီဟု မိန်တော်မူ၏နန်းနှင့်စောစောအပြီးမလက်တီထား၍မိမိကျုံအပေါင်းတို့ကို ခေါ်ပြီးမှ အမှုရာလုံးစုံကို ပြောသဖြင့်ထိုသူတို့သည်အလွန်ကြောက်ကြ၏အာဗြဟံကိုလည်းအဘိမလက်ခေါ်၍တင်သည်ငါတို့၌အဘယ်သို့ပြုသည်နည်းတင့်ကိုငါတို့သည်အဘယ်သို့ပြစ်မှားသောကြောင့်တင်သည်ငါ၌၎င်းငါနိုင်ငံ၌၎င်းကြီးစွာသောအပြစ်ကို ရောက်စေသည်နည်းတင်သည်မပြုတ်အပ်သောအမှုကိုငါ၌ပြုပါသည်တကားဟုဆိုလေ၏တပံအဘိမလက်ကတင်သည်အဘယ်အမှုကိုမြင်၍ ဤတို့ပြုသည်နည်းဟု အာဗြဟံကိုမေးလျင် အာဗြဟံကဤအယတ်သားတို့သည်ဘုရားသခင်ကိုမကြောက်အကျွန်ုပ်ဤမရအတွက်အကျွန်ုပ်ကိုတတ်ကြလိမ့်မည်ဟုအကျွန်ုပ်ထင်သောကြောင့်ထိုတို့ပြုမိပါပြီသို့တော်လည်းသူသည်အကျွန်ုပ်နှမမှန်ပါ၏အကျွန်ုပ်အဖဤတမိဖြစ်၏အမိဤတမိမဟုတ်အကျွန်ုပ်မရလဲဖြစ်ပါ၏ဘုရားသခင်သည် အကျွန်ုပ်ကို အဖဤအိမ်မှခေါ်၍လဲစေတော်မူသောအခါ အကျွန်ုပ်ကတင်သည်ငါ၌ပြုအပ်သော ခြေဆုဟုမူကားငါသည်တည်မောင်ဖြစ်ကြောင်းကို ရောက်လျရာ၌ပြောရမည်ဟုမယားကိုမှားထားပါသည်ဟု ပြန်ပြောလေ၏ထိုအခါအပိမလက်သည်တိုးနွားကျုံယောက်ျားကျုံမိန်းမတို့ကိုယူ၍အာပြန်ဟံအားပေးလေ၏မရာစာရာကိုလည်းပြန်ပေး၏အပိမလက်ကလည်းငါမြည်သည်တင့်ရှိမှရှိ၏ အလိုရှိသည့်အတိုင်းနေပါဟု အမိန့်ရှိ။ဆာရာကိုလည်းတင်နှင့်တင့်အပေါင်းဖော်တို့အဖို့မျက်နာဖုံးကိုဝယ်เสียဖို့တင်ဤမောင်အားငွေတစ်ထောင်ကိုငါပေးပြီဟု အမိန့်ရှိသည်ဖြင့်သူသည်လည်းအယားယာ၌အဆုံးအမခံရ၏။အာဗြဟံသည်လည်းဘုရားသခင်ကိုဆုတောင်း၍ဘုရားသခင်သည်အဘိမလဲနှင့်သူ၏မယားသူဤကျုံမတို့ကို အနာပြောက်စေတော်မူသည်ဖြင့်သူတို့သည်သားကိုဖွာကြ၏ အထက်ကအဗဟံဤမယာစာရာကြောင့်သာရဖျားသည်အပိမလက်ဤအိန္ဒုမိမတယောက်များပရိဒရီမယူစေခြင်းကစီရင်တော်မူသည်